်မင်္ဂလာပါခင်ဗျာ Radio NUG ရဲ့မနက်ခင်းစရေသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာလယ်မူလားမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးကြောင်းကျေးရွာဖះကြောင်တကြောင်တစ်ခုပျက်စီးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်ကရင်အမျိုးသားအစီယုံမြိတ်တဝဲခရိုင်လယ်မူလားမြို့နယ်ဒွင်းပင်ရှောင်ကျေးရွာမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာဖះကြောင်တစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ် ဇွန်လ၄ရက်နေ့မနက်၁၇နာရီဝန်းကျင်မှာစစ်ကောင်စီရဲ့ပလောတရင်နှစ်ရှင်းကတက်စခန်းမှာ120မမလက်နက်ကြီးတစ်လုံးဒူးရင်ပင်ရှောင်ကြေးရွာထဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။၎င်းလက်နက်ကြီးပောက်ကွဲမှုကြောင့်ဒူးရင်ပင်ရှောင်ကြေးရွာပနာမီတဝေါ်ကြေးရွာဖျားကြောင်အဆောက်အဦများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။တေပေါ်ပူစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီလေရင်နဲ့ ပုံမှားကျဲမှုကြောင့်၎င်းတပ်ဖွဲ့ဝင်34ဦးသေဆုံးပြီး80ကျော်လက်နက်ချဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ကတိဘောပိုစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးသေဆုံးပြီး80ကျော်အလံဖြူထောင်ကလက်နက်ချခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကသိရပါဗါ။တိဘောပိုစခန်းကိုဇွန်လ3ရက်နေ့မနက်9:00နာရီခန့်ဝန်းကျင်မှာစတင်တိုက်ခတ်ခဲ့တာဖြစ်ပြီးနေ့လယ်2:00နာရီခန့်မှာစခန်းသိမ်းရပြီဟုသတင်းများထွက်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီက25ကြိမ်ထပ်မံတဲ့လာရောက်ဘုံကျဲချပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲချိန်မှာ KNLA ပူးပေါင်းတပ်တွေကစစ်မှတ်တပ်ပဲရန်နာခဲ့တာကြောင့်တိုက်ပွဲအတွင် ထိခိုက်ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်သားတွေပေါ်ကိုဘုံကျဲချမိခဲ့ပြီး34ဦးထပ်မံတဲ့တေဆုံးခဲ့ရကအများအပြားဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခတ်မှုအပြီးညနေ6နာရီခန့်မှာ KNL နဲ့ပူးပေါင်းတပ်များကစခန်းကိုဆက်လက်တိုက်ခတ်ခဲ့ရာည9နာရီဝန်းကျင်ခန့်မှာအပိသက်သိမ့်ပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်အလံဖြူထောင်လက်နက်ချခဲ့ပြီးလက်နက်ခဲရဲအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာကဲဘလူမျိုးနယ်မှာစစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတပေါင်းခန့်ထွက်ပြေးတိမ်းရှောင်နေရဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ် စကိုင်းတိုင်းကမ်းဘလူမြို့နယ်ချက်တင်းတိုင်းနယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတပေါင်းခက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ calling info ကထုတ်ပြန်ထားပါတယ်။ဇော်လာ၃ရက်ကစစ်ကောင်စီနဲ့ပြူစော့တီပူးပေါင်းအဖွဲ့ဟာချက်တင်းတိုင်းနယ်နှော်ကုံပောက်ကံမြို့ပင်ရှုဦးကင်းကြည်ကျွရများကို drone နဲ့ဘုံကျဲချစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ပြည်သူများထွက်ပြေးနေရတာလို့ဆိုပါတယ်။ထိုးနေတဲ့လက်ပိုင်းကနှော်ကုံရွာအနီးတစ်ဝိုက်မှာအဆိုပါစစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ကိုရောင်ပိုတိုက်နယ်တဝိုက်မှာလည်းစစ်ကောင်စီတပ်ကတစ်တောရွာမှာအထိုင်ချပြီးစစ်ကြောင်းထိုးနေတာကြောင့်ကန်ကြီး၊အလဲခုံ၊စောချောင်း၊ပေါ့စိန်ကုန်း၊မိတ်တလင်ကုန်းစတဲ့ကျေးရွာများကပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရရှိပါတယ်။ KNLA တက်ရင်စနစ်ဤတက်ရင်စေယုံဖွင့်ပွဲအခမ်းအနားပြုလို့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်နေပြီ မြိတ်တဝဲခရိုင်ကဆယ်တိုမြို့နယ်အတွင်းကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်ရင်းစနစ်ဤတပ်ရင်းစစ်ရုံဖွံ့ဖွဲ့အခမ်းအနားကို2025ခုနှစ်ဇွန်လ၄ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း KNU မြိတ်တဝဲခရိုင်မှသတင်းထုတ်ပြန်ပါသည်ဖွံ့ဖွဲ့အခမ်းအနားသို့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာလေဤတပ်မဟာမူဘုံမူးချုပ်စောလီထော်တပ်ရင်းစနစ်တပ်ရင်းမူဒုတိယဘုံမူးကြီးစောဒါဒါနှင့်အခြားသောတပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာလာရှုရှိထိန်ချုပ်နယ်မြေများတွင် အခြေခံပညာကျောင်းများကျောင်းအပ်လက်ခံမြေရ MNDAA ကျင်ညာဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်လာရှုဒေတာ၌2025ခုနှစ်ဇွန်လ9ရက်နေ့မှစ၍အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံမြေဖြစ်ပြီးအခြေခံပညာမူလတန်းကျောင်းသူကျောင်းသားများအထွတ်အကျောင်းဝင်ကျင်းမှာအခမဲ့ဖြစ်ပါကြောင်းပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသတက်မြန်မာပညာရေးကော်မတီမှအသိပေးကြေညာထားပါတယ် MNDAA ထိန်းချုပ်ထားတဲ့မေဟန်ခေနင်းနောင်မွန်မဆိုင်ကြခါရှိမန်ပြင်းတန်လွင်နန့်ပောင်နမတ်ဘောရလွယ်ငင်းဟိုယရှန်ခိုက်ခိုက်ရှန်နောင်လိုင်းအီနိုင် ကုံညုတ်နတ်မဟူအောင်တက်စာဟိုပိတ်နဲ့နန့်ကြံရွာများရှိကြောင်းများကိုဖွင့်လှစ်သွားမယ်လို့သိရပါတယ် အထူးဒေတာတက်အတွင်းရှိအခြားသောအခြေခံပညာကျောင်းများကိုလည်းဖွင့်လှစ်နိုင်ရန်ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး MNDAA ထိန်းချုပ်ထားတဲ့ဒေတာကစာတင်ကျောင်းတွေမှာတာဝန်ထမ်းဆောင်ဖို့ CDM ဆရာဆရာမတွေကိုဖိတ်ခေါ်ကြောင်းမေလ25ရက်နေ့မှာကိုကတ်တက်ကကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာစကိုင်းတိုင်းအတွင်းကရေရှည်စစ်ပေးဆောင်ပြည်သူများအားစားနပ်ရိက္ခာထောက်ပံ့ပေးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်စကိုင်းတိုင်းဒေတာတွင်က ရေရှိစစ်ပေးဆောင်ပြည်သူများအတွက်လိုအပ်သောစားနပ်ရိက္ခာများကိုကူညီထောက်ပံ့ပေးခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းအတွင်းရှိကျေးရွာနှစ်ရွာမှခက်ခဲကြက်တဲနေတဲ့မိသားစု83စုစာအတွက်မိသားစုတစုလျင်ဆန်ရှစ်ပြည်စီတပိတ်တာနဲ့စာတပိတ်တာစီကူညီထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါကူညီထောက်ပံ့မှုကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA အညာမြေစစ်ပေးဆောင်ကူညီအဖွဲ့နဲ့ ANS ပရစိတ်များအဖွဲ့တို့ကပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ CRTF စနိုက်ပါရဲဘော်များကနှစ်လအတွင်းစစ်ကောင်စီတပ်သား19ဦးကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်အလဲပိုင်းတိုင်းစစ်စင်ရေးအထူးတပ်ဖွဲ့ CRTF P3 9918စနိုက်ပါရဲဘော်များက နှစ်လတာအတွင်းစစ်ကောင်စီတပ်သား19ဦးအထိပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာ15ရက်နေ့မှာ February 25ရက်အတွင်းစစ်စင်ရေးအထူးတပ်ဖွဲ့ကဆောင်ရွက်ခဲ့တဲ့စနိုက်ပါပြစ်ခတ်မှုမှတ်တမ်းကိုဇော်လ၄ရက်နေ့မှာထုတ်ပြန်လာတာပါ။စနိုက်ပါရဲဘော်များအနေနဲ့စစ်ကောင်စီနဲ့တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များစိုင်ထားတဲ့ရှေ့တန်းစစ်မြေပြင်ရန်သူစခန်းအနီးအနားထိတွားရောက်ဖိကတ်ချိန်မုံခဲ့တာလို့သိရပါပါခင်ဗျာ။ဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းဆက်သွင်းတဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါတယ်။